င်္ဂလာပါရှင်။တပတ်အတွင်းမှာထူးခြားဆုံးသတင်းတွေနဲ့ပြည်သူတွေကြားစိတ်ဝင်စားမှုများဆုံးဖြစ်ခဲ့တဲ့သတင်းတွေကိုစုစည်းတင်ဆက်ပေးမယ်။တပတ်အတွင်းထူးခြားသတင်းများအစီအစဉ်ဖြစ်ပါရရှင်။ပထမဆုံးတစ်ပုတ်အနေနဲ့ရေနံနဲ့သဘာဝတံငွေလုပ်ငန်း MOG ကနေနိုင်ငံသားဝင်ငွေအများဆုံးရှာဖွေပေးနိုင်တဲ့အတွက်စစ်တပ်ကမြမပိုင်နယ်အတွင်းမှာရေနံနဲ့သဘာဝတံငွေစီမံကိန်းအစ်စ်တွေမှာလက်မှတ်ရေးထိုးပြီးတော့လှုပ်ဆောင်နေရလို့အရက်ဖက်အဖွဲ့တွေကပြောဆိုတဲ့သတင်းကိုပြန်လည်တင်ဆက်ပေးလိုက်ပါရစေ။မြမရေနံနဲ့သဘာဝတံငွေလုပ်ငန်း MOG ကနေ နိုင်ငံเจ้าဝင်ငွေအများဆုံးရရှိနေတဲ့စစ်တပ်ဟာရေနံထုတ်လုပ်မဲ့စီမံကိန်းအသစ်တွေကိုနိုင်ငံเจ้าကုမ္ပဏီတွေနဲ့လက်မှတ်ရေးထိုးပြီးလုပ်ဆောင်နေတယ်လို့သိရပါဗျ။ထိုင်းကုမ္ပဏီ PTT, PTTEP နဲ့ Gulf Petroleum မြန်မာတို့ဟာ Total, Chevron, Petronas တို့မြန်မာကမ်းလွန်ရေနံလုံခြုံရေးစီမံကိန်းတွေကနေထွက်ခွာသွားပြီးနောက်မှာရှယ်ယာတွေကို MOGE နဲ့ခွဲဝေယူကစစ်တပ်ကိုဆက်လက်ထောက်ပံ့နေကြတယ်လို့သွေးစွန်ငွေဖြတ်တောက်ရေးဖွဲ့ လက်မန်နီကမ်ပိန်းကထုတ်ပြန်ပြောဆိုထားပါတယ်။ဟောလက်ရှိမှာတော့ဒီ MOD နဲ့အတူတော့ရှိမှာ POSCO ရဲ့အဲဒီရေတနာနဲ့ဆိုတိကမှာ PDDEP နဲ့ရေတော့ပေါ်မှာတော့ဒီ Gas Petroleum နဲ့မှာတော့လက်တွဲလုပ်ဆောင်ရရှိရတယ်။အာဒီတရင်ကြီးရတော့ဒီ PDDEP က MOG နဲ့တူအာရေတနာမှာရောဆိုတိကမှာရောဒီပုံပြီးတော့မှထုတ်လုပ်နိုင်ဖို့လုပ်နေတယ်လို့နောက်ဒီ PDDEP ရဲ့ဆက်အတွက်ဆိုပြီးတော့လည်းအောင်းဒီခါကြီးရဲ့စီမံကိန်းတွေကိုလက်မှတ်ထိုးတာကိုလည်းတွေ့ရတယ်။နောက်တစ်ခုကတော့ဒီ Gas Petroleum မြန်မာကလည်း အာဘင်းရဲ့သူဆိုရယ်စီမံကိန်းတစ်တခုကိုလက်မှတ်ထိုးရအောင်တွေးရတယ်ပေါ့နော်နောက်တစ်ခုကဒီစီမံကိန်းတွေကိုလက်မှတ်ဆထိုးတာနဲ့ကြည့်ဒါဝန်ကြီးကဆရာစီပြီးတော့လုပ်ငန်းကလေတွက်ပြီးဆိုလို့ရှိရင်ပို့ပြီးတော့မှငွေရစီရဖြစ်တယ်ပေါ့နော်ဆိုတော့ဒါကြောင့်လေဒီစိုးစုကဒီသူတို့လိုအပ်နေတဲ့စစ်လက်နက်ကိုလေစီကိုရဲ့အတွက်ကိုဒီစီမံကိန်းအစ်စ်တွေကိုလက်မှတ်ထိုးနိုင်ဖို့အသေးအတန်လုပ်ဆောင်နေရလဲဖြစ်တယ်နောက်တစ်ခုကတော့ဒီလက်မှတ်ထိုးရတွေကစိုးစုအတွက်ကိုတရားဝင်မှုပေးနေရတယ်ဖြစ်ပါတယ်အမိုကြီးက2023နှစ်ကုန်ပိုင်းမှာ လာစဉ်တစ်လကိုအမေရိကန်ဒေါ်လာ55တန်းကိုထိုင်းဘတ်ငွေနဲ့ရရှိနေတာဖြစ်လို့တစ်နှစ်ဝန်းကျင်မှာအနည်းဆုံးအမေရိကန်ဒေါ်လာ3.5ဘီလီယံကနေ2.2ဘီလီယံထိရရှိနေတာဖြစ်တယ်လို့သွေးစုံငွေဖွဲ့စည်းကသိရပါဗျ။ဒါဟာနိုင်ငံရဲ့နိုင်ငံချောင်းဝင်ငွေအလုံးရဲ့80ရာခိုင်နှုန်းကျော်80ရာခိုင်နှုန်းထိရှိနေရလဲဖြစ်ပါတယ်။အမိုဂျီနဲ့အကျိုးတူပူပေါင်းလှုပ်ဆောင်နေတဲ့ရေနံကုမ္ပဏီတွေဟာဗြိတိသျှပင်လယ်ရဲ့ခြားပိုင်နယ်မြေတွေဖြစ်တဲ့ဘာမြူဒါနဲ့ ကေမန်ကျွန်းစုတွေမှာပါယင်းနှိမ့်မြုံနယ်လည်ပတ်နေတာဖြစ်လို့ဘာမြူဒါနဲ့ကေမန်ကျွန်းစုအာဏာပိုင်တွေစီဥပဒေရေးရာ တိုင်ကြားချက်တွေကို Justice for Myanmar ကပေးပို့ထားပြီးဖြစ်ကြောင်းလည်းသိရပါဗျ။ MOGE ကိုဥရောပသမဂ္ဂ EU အနေနဲ့2022ခုနှစ်ဖေဖော်ဝါရီလမှာပိတ်ဆို့ရေးယူခဲ့သလို2023အောက်တိုဘာမှာတော့နိုင်ငံခြားငွေအသုံးပြုမှုတွေကိုအမေရိကန်ကထပ်မံပိတ်ဆို့တံခတ်ခဲ့ပါဗျ။အခုနောက်ဆုံး2025 match လာတဲ့မှာတော့ စစ်စလန်အနေနဲ့ EU ရဲ့တန်ခတ်မှုတွေကိုလိုက်နာတော့အဖြစ် EMG အပေါ်မှာပိတ်ဆို့တန်ခတ်မှုတွေစတင်ခဲ့ပါတယ်။မြန်မာနိုင်ငံမှာကဲလွန်လုတ်ကွက်ပေါင်း52ကွက်ရှိတာဖြစ်ကလက်ရှိမှာ ရေတနာရေတကုံစော်တီကရွှေစရစီမံကိန်း၄ခုကနေရေနံနဲ့တဘာဝဓာတ်ငွေထုတ်ယူနေတာဖြစ်ပြီးကြံ၃ခုဖြစ်တဲ့အောင်သိန်းခပြည်သားရနဲ့မင်းရဲ့သူစရတွေကလည်း EMG နဲ့ထုတ်လုပ်မှုအပေါ်ခွဲဝေရေးသဘောတူစာချုပ်တွေချုပ်ဆိုထားတာဖြစ်ပါတယ်။ ကျွန်မဝေပါဖာကန်ဒေတာအတွင်းတိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့ခြေရွာတွေကိုစစ်တပ်ကလေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တာကြောင့်ခလေးငယ်အပါဝင်6ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့ပြီးတော့တယောက်သေဆုံးခဲ့တဲ့တဲ့င်းကိုလည်းပြန်လည်တင်ဆက်ပေးလိုက်ပါရစေ။ကချင်ပင်နယ်ဖက်ကတ်မြို့မှာစစ်ကော်မရှင်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့ခြေရွာတွေဘက်ကိုလေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တာကြောင့်အယတားထိခိုက်ဒဏ်ရာရသေဆုံးတာတွေရှိခဲ့ပါရစေ။နိုဘာလ17ရက်နေ့ကစစ်ကော်မရှင်တပ်ဟာ Virtual Lion နဲ့ လက်ပတ်ပုံကျဲချခဲ့တာဖြစ်ပြီးကိုဝန်ဆောင်အမျိုးသမီးတူဦးနဲ့ကလင်းငယ်အပါဝင်၆ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ဒေသခံတယောက်ကပြောပါရယ်နိုဝင်ဘာ၁၇ရက်နေ့အညနေ၃:၃၀ပါလေဒီကချင်ပြည်နယ်ဖက်ကန်ဖက်ကန်အနောက်မြောက်ဘက်ဒေသပေါ့ဒီကထန်းဘဝအဲရွာတချောတွေပေါ့အဲကိုတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့ရက်သားတွေပဲနေရနေရကိုစစ်ကောင်စီကလေးလုံးတိုက်ခိုက်ပြုတ်ထားတယ်။သူဝန်တွေကကြာတဲ့ဘုံ၃၄၀ကျဲသွားတာပေါ့ပတ်ပြီးတော့ ဆဲချင်ဝိုင်တဲ့ပေါ်ကချတဲ့ဖုံးတီးကြောင့်ဒါမီနှစ်ယောက်မှာအမေကဆုံးသွားတယ်ကလေးတန်ရတယ်ပြင်ကထန်းရွာကွတ်တက်ကအာတီတီရတယ်လေးရတော့ထိခိုက်တန်ရရတာပေါ့သူကတီတီရရှေ့ရွာကိုရွေချဲရှိရှိအဲ့တော့လေးချောင်းတိုက်ခိုက်မှုပြုလုပ်သွားတယ်လင်းရင်ဘုံကျဲချတိုက်ခိုက်ခဲ့တဲ့နေရာတွေမှာလက်တလောတိုက်ပွဲဖြစ်ပွားခြင်းမရှိပေမဲ့နိုဝင်ဘာ10ရက်နေ့ကတော့လုံခင်အုပ်စုထဲမော်စီစာကြီးရွာမှာစစ်ကော်မရှင်ကားတွေမိုင်းဆွဲတိုက်ခိုက်ခံရပြီး ထိခိုက်ဒေဆုံးမှုတွေရှိခဲ့တယ်လို့သိရပါဗျ။ဖက်ကန်ဒီတာကိုစစ်ကော်မရှင်တပ်ကနိုဝင်ဘာ၈ရက်နေ့ကအင်အား300ခန့်ရှိတဲ့စစ်ကြောင်းတစ်ခုဝင်ရောက်လာပြီးနောက်မြို့တွင်စစ်ရေးလှုပ်ရှားမှုတွေပြုလုပ်နေပြီး KIA KPDF ပေါင်းတပ်တွေကလည်းကြားဖြတ်တိုက်ခိုက်မှုတွေပြုလုပ်နေတာဖြစ်ပါတယ်။ဖက်ကန်မှာအော်တိုဘာလထဲနပတ်ခန့်သာတိုက်ပွဲငိမ့်သက်သွားပြီးမယ်။နိုဝင်ဘာ9ရက်နေ့နောက်ပိုင်းစစ်ကော်မရှင်တပ်တွေစစ်ကြောင်းပြန်ထိုးတက်လာတာကြောင့်တိုက်ပွဲပြန်ဖြစ်နေတာ၃ရက်ခန့်ရှိလာပြီဖြစ်ပါတယ်။ တိုက်ပွဲဖြစ်တဲ့၃ရက်အတွင်းမှာဖကန်လုံခင်းတဲ့မော်စီစာတျှောက်စစ်ကြောင်းထိုးလာတဲ့စီရင်တန်းကို KIA နဲ့တော်လိုင်းရေးတပ်ဖွဲ့တွေမိုင်းဆွဲတိုက်ခိုက်ခဲ့တာကြောင့်စစ်ကားအပြင်တိုက်ခိုက်ပစ္စည်းမှုတွေရှိခဲ့ပါတယ်။အဲ့ဒီရက်ပိုင်းအတွင်းနဖက်စစ်တပ်အပြန်အလှန်ဖြစ်တဲ့တိုက်ပွဲမှာအယတားပြည်သူ၂ဦးအထိတိဆုံပြီး၂ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ဖက်ကန်ဒေသမှာပြီးခဲ့တဲ့မေလလောက်ကတည်းကနေစစ်ကြောင်းတွင်းဝင်ရောက်နေတဲ့စစ်ကြောင်းတွေဟာအခုနိုဝင်ဘာလအထိ ကားမိုင်းနှံ့ရလန်ဒရှော့လုံခင်မော်စီစာနမဖြစ်မော်ဝမ်ကြီးမော်ဝမ်ကလေးစတဲ့နေရာတွေမှာတက်ဖြန့်ချထားနိုင်ခဲ့တယ်လို့သိရပါတယ်ဖက်ကန်ဒေတာမှာပြီးခဲ့တဲ့မေလကတည်းကနေစစ်ကော်မရှင်တပ်တွေဝင်ရောက်ကြောပြီးတဲ့နောက်ကချင်လွတ်လပ်ရေးတပ်မတော် KNY နဲ့စီးရီးတမနေတာ6လခန့်ကြာမြင့်လာပြီဖြစ်ပါတယ်ကျမဟနာပါ စစ်တပ်ကပြုလုပ်မဲ့ရွေးကောက်ပွဲအတွက်မဲထဲကြဖို့နုပညာရှင်တွေနဲ့ဝါရဖြတ်မှုတွေလှုပ်ဆောင်နေတဲ့ပေါ်ပြည်သူတွေဘလို့အမြင်ရှိကြပါသလဲအခုလိုနုပညာရှင်တွေကိုအသုံးချတဲ့ရွေးကောက်ပွဲပေါ်ပြည်သူတွေရဲ့စိတ်ဝင်စားမှုကိုရရှိနိုင်ပါမလားဒီအကြောင်းကိုပြန်လည်ထုတ်လွှင့်ပေးလိုက်ပါတယ်အနာသိစအုပ်စုကပြုလုပ်မဲ့ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးဝါရဖြတ်မှုတွေမှာအမှုပညာရှင်တွေအားလုံးပါဝင်ကြဖို့ချင်းချောက်တာတွေလုပ်ခဲ့ပြီးတဲ့နောက် တရုတ်ဆောင်အများပြားနဲ့ဆူရောအများပြားရဲ့မဲပေးဖို့တိုက်တွန်းတဲ့ဝါရဖြန့်တဲ့ဗီဒီယိုတွေကိုစစ်ကော်မရှင်ဩဇာခံ သတင်းမီဒီယာတွေမှာထုတ်လွှင့်ခဲ့ပါတယ်။ဒီလိုထုတ်လွှင့်လာတဲ့အပေါ်ပြည်သူတွေအနေနဲ့အမှုပညာရှင်တွေအပေါ်ဘလို့သဘောထားရှိကြပါသလဲ။ဒီလိုမျိုးအမှုပညာရှင်တွေကတိုက်တွန်းတဲ့အခါရွေးကောက်ပွဲအပေါ်နဲ့မဲပေးဖို့ကိုပြည်သူတွေတကယ်ပဲစိတ်ဝင်စားကြပါသလား။ ရန်ကုန်မြို့မှာနေထိုင်တဲ့အသက်50ကျော်အရွယ် NDU အမိလွှဲကတော့ဒီလိုအမှုပညာရှင်တွေဝါရဖြန့်နေဟာကို TikTok ဗီဒီယိုတွေမှာတွေ့မိတယ်လို့ဆိုပါတယ်။စစ်ကော်မရှင်ဩဇာခံသတင်းမီဒီယာတွေကိုတော့မကြည့်တာကြားပြီလို့လည်းဆိုပါတယ်။ဒီလိုအမှုပညာရှင်တွေနဲ့မဲပေးဖို့တိုက်တွန်းလဲရွေးကောက်ပွဲနဲ့မဲထည့်တာကိုတော့ဘယ်သူကမှစိတ်မဝင်စားဘူးလို့လည်းဆိုပါတယ်။အဲဒီအမှုပညာရှင်တွေလည်းပြောခိုင်းလဲမထည့်ဘူးအကုန်လုံးကတော့မထည့်ဘူး။ ဒါပေမဲ့လို့အိမ်ထိလာခေါ်ရင်တော့သွားထည့်ရမှာပေါ့နော်အဲ့လိုပေါ့ထည့်ပြီးရင်လဲကိုယ်ရင်တော့ပုံမြန်မြန်ပြန်အဲအဲ့လိုမျိုးတွေတော်တော်များများပြောပါတယ်မေယုံမှာတတန်နေမနေနဲ့အဲ့ဒီအချိန်မှာလဲစကားသမီပြောမနေနဲ့သူမဖြစ်မနေလာခေါ်လို့ထည့်ရတယ်ဆိုရင်လဲထည့်ထည့်ကြလဲဟာထည့်ပြီးမြန်မြန်လေးသာပြန်လာတယ်အဲ့အဲ့လိုမျိုးပဲပြောကြတာမဲပေးဖို့တိုက်တွန်းတဲ့ရုပ်သံဖိုင်တစ်ခုမှဆိုရင် နာမည်ကြီးတရုတ်ဆောင်တွေဖြစ်ကြတဲ့ပြည်တီဦးအိန္ဒရာကျော်စင်ဖွေဖွေဝင်းမောင်ရွှေကြီးဆိုင်းဆိုင်းခန့်လိုင်ထွန်းထွန်းခိုင်တင်းကြီးထွန်းအိန္ဒရာဘူမိုးဟေကို ခင်ဝဲဝါစားတဲ့ဝိုင်းရင်တရုတ်ဆောင်တွေပါဝင်ခဲ့ကြတာလည်းဖြစ်ပါတယ်။မကြသေးခင်ကအသက်18နှစ်ပြည့်သွားခဲ့တဲ့မတ်ကြီးနဲ့အမိလွှဲကမဲပေးဖို့အသက်ပြည့်သွားခဲ့ပေမဲ့သူနဲ့ရွေးကောက်ပွဲကမသက်ဆိုင်ဘူးလို့ဆိုပါတယ်။အခုလိုအနုပညာရှင်တွေဝါရဖြန့်နာနဲ့ မဲဆွယ်စီယုံရေးတွေဘလောက်ပဲလုံလုံမဲပေးဖို့အစနမရှိဘူးလို့ဆိုပါတယ်ဒီမှာလည်းသူတို့လုပ်တဲ့အဝါရဖြန့်ချီတွေကို GU site အလီမထားနိုင်ဘူးအဲဘယ်သူမှလည်းမဲသွားပြီးဖို့အတွက်စိတ်ဆန္ဒမရှိကြပါဘူးဘာလို့လဲဆိုတော့ဒီရေကောက်ဝေးဟာလွတ်လပ်မှုလည်းမရှိဘူးတရားမျှတမှုလည်းမရှိဘူးပြီးတော့စစ်အစိုးရကလည်းကျွန်တော်တို့ကလုံးဝလုံးဝမလုပ်လာတဲ့အတွက်ဒီရေကောက်ဝေးဟာကျွန်တော်တို့လည်းမသက်ဆိုင်ဘူးအဲကျွန်တော်တို့ပါမဲပါဝင်ပြီးဖို့အတွက် လုံးဝစိတ်ဝင်စားပါဘူး ရွေးကောက်ပွဲဝါရဖြန့်ဇလန်းတို့တစ်ခုဖြစ်တဲ့ခေတ္တမိုင်းကိုဒုံဆိုင်မိသူများမှပါဝင်ခဲ့ကြတဲ့တရုတ်ဆောင်တွေကိုပြည်သူတွေရဲ့တုံ့ပြန်မှုက ပြင်းထန်ပြီးလူမှုရေးပြည်ထောင်ပြုလုပ်ဖို့နဲ့တပိတ်မှတ်ဖို့စော်ဩမှုတွေကြောင့်စေအုပ်စုကရွေးကောက်ပွဲဝါရဖြန့်မှုတွေမှာအမှုပညာရှင်အားလုံးပါဝင်ကြဖို့ဖိအားပေးလှုပ်ဆောင်ခဲ့ကြတယ်လို့အမှုပညာအတိုင်းဝိုင်းနဲ့နှိဆက်သူတွေကဆိုပါတယ်။မကြည်လဲကတော့စေအုပ်စုကအခုလိုမျိုးအမှုပညာရှင်တွေနဲ့ဝါရဖြန့်တာက ပြည်သူတွေကိုမဲပေးနိုင်မှုစီးယုံနိုင်မယ်လို့ယူဆထားပေမဲ့တကယ်တမ်းတော့ပြည်သူတွေစီကပြည့်ရဲ့ပြမှုနဲ့အမှုပညာရှင်တွေအပေါ်လူမှုရေးပြည်တံပေးမှုတွေသာရရှိခဲ့တယ်လို့ဆိုပါတယ် အဲစစ်ကောင်စီဘက်ကယူကော့ကွန်နဲ့ပတ်သက်ပြီးတော့ဗောနော်အမှုပညာရှင်တို့ခေါ်ပြောစီရင်ရေးလုပ်တာကပြည်သူတွေကိုမဲဆွဲရကြနိုင်မယ်လို့ယူဆလောက်ပင်မဲ့တကယ်တမ်းမှာတော့ပြည်သူတွေဘက်ကတုံ့ပြန်မှုကတော့ negative sense နဲ့ sense တုံ့ပြန်မှုတွေကိုသူတို့ရရှိသွားကြရပေါ့နော်အ Facebook ပေါ်မှာဆိုလို့ရှိရင်လည်းသူတို့ကို boycott လုပ်ချပို့ပြီးတော့သူတို့ရဲ့ video ကိုလောင်ရေးပြည်ရေးလုပ်ချရမျိုးပဲရှိကြပါတယ်ပြီးလို့ရှိရင်ဒီအမှုပညာရှင်တွေကို boycott လုပ်ဖို့ပို့ပြီးတော့စိတ်ဟာ ထက်တန်လာကြရပေါ့နော်ဘီတူတွေကဟုတ်လို့ဆိုတော့ဒီတနိုင်ငံလုံးကစီးပွားရေးအနေနဲ့ရောဘေဘေရှူထောင်းကနေဖြစ်ဖြစ်အကုန်လုံးအခက်ခဲကြက်တဲနေကြရဲအမှန်တရားအတွက်ရင်ဆိုင်နေကြရဲအချိန်မှာသူတို့ကသူတို့တကူကတကူစာကောင်းစားဖို့အတွက်လွမြောက်ဖို့အတွက်ပဲသူတို့ကကြည့်ရတဲ့အတွက်ကျွန်တော်တို့ကလုံအောင်အားပေးစရာအကြောင်းမရှိပါဘူးအနာသိန်းစစ်တပ်ရဲ့ရွေးကောက်ပွဲဟာတရားမဝင်တဲ့အတုယောင်ရွေးကောက်ပွဲ ဖြစ်ကြောင်းနဲ့ပြည်သူအလုံးဝိုင်းဝန်းကန့်ကွက်ကြဖို့အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့ တော်လန်ရင်အင်အားစုတွေကလည်းထုတ်ပြန်ထားပါဗျ။စေအုပ်စုဟာရွေးကောက်ပွဲများကိုနှောက်ယှက်ဟန်တာဖျက်ဆီးခြင်းမှကာကွယ်ပေးရေးဥပဒေကိုပြဋ္ဌာန်းခဲ့ပြီးအဲ့ဒီရွေးကောက်ဥပဒေနဲ့ရွေးကောက်ပွဲကိုစန့်ကျင်သူတွေကို အမှုဖွင့်အရေးယူတာဖမ်းဆီးတာတွေလှုံ့ဆော်နေပြီးဖမ်းဆီးခံရသူတွေတဲ့အသက်မပြည့်သေးတဲ့လူငယ်တွေလည်းပါဝင်ပါတယ်။ဒါအပြင်ရွေးကောက်ပွဲဝါရဖြန့်ဇလန်းတို့ကိုဝေဖန်တာနဲ့ ဝေဖန်တဲ့လူမှုကွန်ရက် post တွေကိုတုံ့ပြန်မှု react တွေပေးခဲ့လို့ဆိုပြီး Director Mighty ဇက်ဖို့တယောက်ဆောင်ကျော်ဝင်းထွန်း၊ဟာသားတယောက်ဆောင်အုံတိုင်း Director ဇဘူထွန်းသက်လွင်နဲ့ Director အောင်ချမ်းလူတို့ကိုလည်းရွေးကဥပဒေနဲ့ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။ကျမမြတ်သိမ်းပါရှင်။စီရဲတဲ့တဲ့ပုတ်အနေနဲ့တော့မြန်မာနိုင်ငံအလဲပိုင်းစကိုင်းတိုင်းတွေကမြို့နယ်တွေကိုစစ်ကောင်စီတပ်ကစစ်ကြောင်းထိုးတာတွေစစ်အင်အားဖြည့်တာတွေလှုပ်ဆောင်နေတဲ့တဲ့ရင်ကိုပြန်လည်တိဆက်ပေးလိုက်ပါတယ်။ စကိုင်းတိုင်းဝက်လက်မြွနယ်အနောက်ချမ်းကိုစစ်ကောင်စီတပ်ကစစ်ကြောင်း၃ကြောင်းခွဲကစစ်ကြောင်းထိုးနေပြီးကျေးရွာတွေကိုမိရှုဖျက်ဆီးနေရလို့ဒေသခံကကွယ်တပ်ဖွဲ့တွေကပြောကြပါဗါဒ်အော်တိုဘာလနှောင်းပိုင်းကစားလို့ဝက်လက်မြွနယ်အနောက်ချမ်းကိုစကိုင်းတပ်မ33ကပို့တဲ့စစ်ကြောင်းရွာသားကြီးအထိုင်စခန်းကထွက်တဲ့စစ်ကောင်စီစစ်ကြောင်းရှေဘုံမြို့ပေါ်ကထွက်တဲ့စစ်ကြောင်းစားတဲ့အင်အား900ဝန်းကျင်ပါစစ်ကြောင်း၃ကြောင်းကကျေးရွာတွေကိုလှည့်လည်စစ်ကြောင်းထိုးနေရပါစစ်ကြောင်းကလှတော့ ပင်းစင်ရွာတွေမှာရောက်ရှိနေပြီးအနီးဝန်းကျင်ကျေးရွာတွေကိုလှည့်လည်စစ်ကြောင်းထိုးနေတဲ့အတွက်ဝက်လက်မြို့ပေါ်အနီးတဝိုက်နဲ့ရွာသားကြီးရွာတဝိုက်ကကျေးရွာ20ဝန်းကျင်ကပြည်သူတွေစစ်ဘေးတိမ်းရှောင်နေကြရတယ်လို့သိရပါဗျ။စစ်ကြောင်းကအနီးဝန်းကျင်ကျေးရွာတွေကိုဝင်ရောက်ပြီးပြည်သူပိုင်ပစ္စည်းတွေယူဆောင်နေတယ်လို့အော်တိုဘလာ၁၂ရက်နေ့မနက်9နာရီဝန်းကျင်မှာလာတော့ကျေးရွာကိုမိရှုဖျက်ဆီးခဲ့လို့သိရပါဗျ။ဒါ ibanez ကိုဒီတက်မှတ်တုန်းကတောင်းနေရော MI 17နဲ့ချရတယ်ပေါ့။ဒါကြီးခွေးနေရနေပြီးတော့အဲအနီးနားဝန်းကျင်တွေကိုတော့ ခွက်ခွဲပြီးတော့ဝင်ပြီးတော့အဲခြေပါးကြီးပစ္စည်းတွေယူတယ်မြေရှိုးတယ်ပေါ့နော်အခြေဝါနေထွက်လာတဲ့အစ်ကြောင်ကဒီဆိုင်တန်ခွေးပေါ့ဆိုင်တန်ခွေးကနေခုလောလောဆယ်ဆယ်လာတော့ဝင်တယ်ပေါ့နော်လာတော့အခြေပါးတွေမရှိဘူးပြီးတော့ခုလောလောဆယ်ဆယ်သူပင်းသေးမှလည်းဝင်ထားတယ်ဗျာဒီကမထွက်သေးဘူးဗျာဆက်လက်ဂျီနီယာပေါ့နော်ထိုးလိုက်ငြိမ်သွားလိုက်ထိုးလိုက်ငြိမ်သွားလိုက်အဲ့လိုလုပ်တာအစ်ကြောင်သုံးကြောင်ပြောလိုက်ရရတားကြီးတစ်ကြောင်လာတော့ထွက်တဲ့တစ်ကြောင်ကိုကျွန်တော်ဝက်လက်မြို့မှာရောက်ပြီတစ်ကြောင်ရပေါ့အစ်ကြောင်ကသုံးကြောင်ပုံရပေါ့ဆလင်းကြီးမြို့နယ်မှာလည်းအော်တိုဘာလလေကစပြီး ဝမ်ပေါင်ကျင်းဤစီမံကိန်းမှာလုံခြုံရေးယူထားတဲ့စစ်ကောင်စီတပ်သားတွေနဲ့မုံရောက်ဘက်ကလာတဲ့စစ်ကောင်စီတပ်သားတွေကစစ်ကြောင်းထိုးနေကြတာပါစစ်ကြောင်းကြောင့်ပြည်သူ16000နီးပါးလဲဘေးလွရာဒိတ်ဆောင်နေကြရတယ်လို့လူဝင်မလား73ရက်နေ့မနေ့ပိုင်းမှာလဲမုံရောက်ဘက်ကနေဆလင်းကြီးမြို့နယ်ဘက်ကိုဆက်လီနဲ့စစ်ကောင်စီတပ်သားအင်အား80လောက်ဖြည့်ခဲ့တယ်လို့ဒေသခံတွေကပြောကြပါတယ်ကျောင်းကကြာအရင်လကနေရောက်နေတာဟိုဟာအလောင်းနဲ့ဝမ်မိကန်တော့မှာ ွဲကလောလောဆယ်တော့မရှိဘူး။အမောင်ကနေလည်းညီနေဖြစ်နေတော့ရှိတယ်။ဘာပတ်ချန်ကပလောင်တို့ဂရုကုန်းတို့သမိတန်တော့ဘုရားတုံးလေဒီဟောင်းကရာရောဆယ်ရဲ့ရွာတိရွာဟောင်း။အဲဆောင်းနာလွတ်တဲ့နေဆောင်းကဆင်းရဲကအရင်တော့300ကျော်မှထင်တယ်မှာအခုခုနစောစောလေးကမှမော်လကန်ကနေ90လောက်ထက်တိုးတယ်။အဲမမဝတ်ချလေရတော့တို့အိပ်ပက်တွေကလဲသွားတခြားမြို့နယ်တွေဖြစ်တဲ့ရွှေဘိုခေဦးကံဘလူစားတဲ့မြို့နယ်တွေကိုလည်းစစ်ကြောင်းထူတာနဲ့အင်အားဖြည့်တာတွေလှုပ်ဆောင်နေပါဗါတယ်ကံဘလူမြို့နယ်ဘက်ကနေ ခင်းမြို့နယ်ဘက်ကိုစစ်ကြောင်းထိုးဖို့သွားတဲ့စကိုင်းတမ33လက်အောက်ခံစစ်ကြောင်းကိုနိုဝင်ဘာလ12ရက်နေ့မနက်ပိုင်းမှာကာကွယ်ရေးတပ်ဖွဲ့တွေကတိုက်ခိုက်ခဲ့တဲ့အတွက်စစ်ကြောင်းမှုပါဝင်အယောက်90သေဆုံးပြီးစစ်တပ်ပန်း15ရောက်ကိုလည်းလက်နက်ခဲယမ်းနေတဲ့အတူဖမ်းဆီးရရှိခဲ့လို့သိရပါဗျ။ကျမတီရီပါ ဟုတ်ကဲ့ပါဒါတွေကတော့တပတ်အတွင်းပြည်သူတွေစိတ်ဝင်စားမဲ့သတင်းတွေကထူးခြားတဲ့သတင်းလေးတွေကိုပြန်လည်ကောက်နှုတ်တင်ပြပေးခဲ့တာဖြစ်ပါတယ်။နောက်တစ်ပတ်တွင်မှလည်းပြန်လည်ထုတ်လွှင့်ပေးအောင်ပါပါ။ DVB ရုပ်မြင့်သံကြားကိုကြည့်ရှုအားပေးနေကြသူများလို့ရဆန္ဒပြုအပ်ကြပါစေရှင်။ကျွန်မကတော့ဒီဇူလိုင်မှာ